让龙康，他干龙康玩，叫玩的，年年是装土文，用 promise 路，用 promise。ကချင်ပြည်နယ်ဖက်ကံမြို့နယ်လုံခင်းကျေးရွာမှာဖြစ်ပွားနေတဲ့စစ်ကောင်စီနဲ့ကချင်လူမျိုးရေးတပ်မတော် KIA တို့တိုက်ပွဲအကြောင်းဒေတာခံတွေပိတ်မိနေရလို့သိရပါဗျ။ဖက်ကံမြို့နယ်လေပြင်းကျေးရွာရန်ချက်ဆက်ယုံကနေထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာလုံခင်းကျေးရွာအတွင်ဝင်ရောက်လာတာကြောင့်မေလ20ရက်နေ့မနက်ကတိုက်ပွဲဖြစ်ပွားခဲ့ရလို့ မြေပြင်တည်င်းရင်းမြစ်ကအေယာဝတီကိုပြောပါတယ်။အမှန်တော့ဖူအားကျတော့အခန်းမှာပဲလုံးကင်းမှာပဲဟိုအပြင်ကိုဖွက်လို့မရအောင်အပြင်မှာအကုန်လုံးအပြည့်နေရာယူထားတာအဲ့အားဆိုတော့အမှန်တော့နည်းသူစစ်တာနည်းခဏနားဝဲချိန်မှာကဲမလို့ဟိုဖူအားကားလည်းမရှိဘူးသူများကားလာမှာသူ့လိုရမှာလေဒီဘက်လည်းမပြည့်နေကြတာဒီအဲ့ဒါကြောင့်မလို့ဟိုအဒီကအင်းထဲမှာပဲလုံးဆောင်နေနေတယ်ခရီးအောက်မှာဝင်ပုံနေတယ်ထွက်လို့မရဘူးထွက်လို့မရဘူးပြည့်ရစီချောင်းလို့အရင်တိလောက်ထားတယ်ဟုတ်လား အား40ဝန်းကျင်ရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလုံခင်ကျေးရွာအတွင်းဝင်ရောက်လာပြီးဒေတာခံပီတူတွေကိုစစ်ဆေးမေးမြန်းတာရဲနဲ့တာတွေနဲ့လူသားတိုင်းပြုလုပ်နေရကြောင်းဒေတာခံတွေဟာပိတ်မိနေရကနေထွက်ခွာဖို့ခက်ခဲနေရလို့ဆိုကြပါဗျ။လုံခင်ကျေးရွာရဲ့ရက်ွက်အစွန်ပိုင်းဖြစ်တဲ့ရက်ွက်3တန်ပေါင်းတရာထိတ်ဝင်းကျင်ရက်ွက်4ကြောက်ဝိုင်းနာနဲ့ငင်းချမ်းတာယာရက်ွက်ဒေတာအခေါ်ခွန်စာကုန်းကဒေတာခံတွေခမိုင်းအင်ချီတရာဝင်းကျင်လောက်ပိတ်မိနေရလို့သိရပါဗျ။ အဲ့ဒါအပြင်အရာဝတီရရရှိတဲ့ဗီဒီယိုအရာလုံခင်းကြောက်ဝိုင်းလမ်းဆောင်မှာဒေတာခံပီတူဆဲဦးထက်မင်းရဲ့ကိုလည်းစစ်ကောင်စီကခေါ်ဆောင်သွားတာကိုတွေ့ရပါတယ်ဟုတ်တော့လေရောရှေ့ရပြောရတာခက်ခဲတယ်ခက်ခဲတယ်မိသားစုတွေမှာအမလည်းရှိမိသားစုတွေနည်းနည်းများတာနဲ့ဒီကောင်လေးကအခုတော့လမ်းကျောပိတ်ထားတယ်ကြားတယ်လုံးချင်းမှာတော့ဖြတ်လို့မရဘူးပြင်ကလေးတွေနဲ့ဆိုပြီးခဲ့တဲ့ဧပြီလ24ရက်နေ့ကစတင်ပြီးကာမန်ဖက်ကန်လိုင်းအတန်းစစ်ကြောင်းထိုးလာတဲ့ အင်အား600ပါစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာမင်းညမှာတော့လုံခင်ကျွော်အုပ်စုလေပြင်းကျွော်ကရန်ချက်ဆက်ယုံကိုစစ်ကောင်စီအင်အား100လောက်ဝင်ရောက်လာရဲ့လို့ရှီတိုင်း KNA တည်င်းရင်းမြစ်ကအတည်ပြုပါရယ်ရန်ချက်ဆက်ယုံကိုဝင်ရောက်လာတဲ့အင်အား100ဝင်းကျင်ဟာဒီနေ့မနက်ပိုင်းမှာတော့စစ်ကြောင်း3ခုခွဲပြီးထွက်လာတယ်လို့လဲရှီတန်းမြေပြင်တည်င်းရင်းမြစ်ကအေယာဝတီကိုပြောပါရယ်အဲစစ်ကြောင်းတွေထဲမှာလုံခင်ကျွော်အုပ်စုကိုဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KNA ပူးပေါင်းတပ်တွေကလုံခင်ကြောက်ဝိုင်းလမ်းဆောင်မှာ ိုက်ပွဲဖြစ်ပွားနေကြတာပါတက္ကစီနေကဒီကောင်နေလက်သိန်းကိုကြော်ပြီးတော့လေဒီဘက်ကိုရောက်ပြီးပါတော့မနေကလည်းတိုက်ညလည်းတိုက်ပွဲဖြစ်တယ်အခုဒီမနေ့လည်းအလုံးကြီးမြောက်ကုန်းနဲ့ဒီဘက်ရန်ချနာဒီဘက်ထွက်လာတဲ့တမန်တိုက်ပွဲဖြစ်တယ်ဗျာဝင်းရင်လည်းကိုဝင်ပြီးတော့လုံးရင်ဖြတ်ပြီးတော့တမန်ကိုသွားဝင်လမ်းကြောင်းဖောက်နေတော့ဆောင်းလေလုံးကြီးရွာလည်းရောက်နေပြီရက်ွက်လေးမှလည်းရောက်နေပြီ ိုင်းလမ်းစုံပေါ့လေကြောက်ဝဲလုံငင်းကြောက်ဝဲလမ်းစုံရက်ွက်လေးမှာတိုက်ဝဲဖြစ်နေတယ်လမ်းစုံမှာလုံငင်းကျေးရွာအုပ်စုဟာဖက်ကမျိုးနဲ့ရှစ်မိုင်လောက်အကွာမှာတည်ရှိပါတယ်စစ်တပ်အာဏာသိမ်းပြီးနောက်2023-2024ခုနှစ်ပိုင်းတွေမှာ KIA ဟာဖက်ကမျိုးနယ်ထဲကစစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်ထားခဲ့တဲ့အတွက် KIA ကနေမြေဆိုးမှုမှုကိုထိန်းချုပ်ထားရဲ့လို့စစ်ရေးလေလာသုံးသပ်သူတွေကဆိုပါတယ်စစ်ကောင်စီတပ်ဟာဖက်ကန်ဒေတာကိုပြန်လည်ရရှိဖို့စစ်ကြောင်းထိုးနေတာဖြစ်ပြီး တလကျော်အကြာမှာတော့လုံခင်းကျေးရွာအုပ်စုကိုရောက်ရှိလာတာဖြစ်ပါတယ်